ဖတီးမတံမြာတီးတုတ်ရဲ့သတင်းလေးပါခင်ဗျာဖတီးမတံမြာတီးတုတ်ဟာရက်သပတ်အတွင်းဆယ်လီတွေဗီဒီယိုရိုက်တင်အချင်းချင်းညွှန်ကြတာကြောင့်လူသိများလာခဲ့ပြီးမြန်မာနိုင်ငံအနေနဲ့ရရက်ကနေအားပေးသူတွေတိုးတိုးကျကျကိုစီကားပြီးရောင်းကောင်းနေတာဖြစ်ပါတယ်ဖတီးမဟာကိုမင်တယ်မိခင်တူဖြစ်ပြီးခလေးရဲ့အချိုးပေးကံလို့လည်းပြောလို့ရပါတယ်အချွေးလေးတွေကြည်စားပြုပြီးအစဉ်ပြေစားဖြစ်လာတာကြောင့်ဖတီးမကဝမ်းသာရပါတယ်လို့ဆိုပါတယ် သို့တော့ကျွန်တော်တို့နိုင်ငံမှာတခုခုအောင်မြင်ပြီဆိုရင် တွဲရက်ကက်လိုက်တတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကပြင်းလင်းပြင်းပြင်းရှိနေစေပါခင်ဗျာမကောင်းဘူးကျန်းမာရေးထိခိုက်တယ်ဝမ်းသွားတယ်မတန့်ရှင်းဘူးစသဖြင့်ဝေးပန်းတန်တွေလည်းတောက်လျှောက်ထွက်လာကြတာဖြစ်ပါတယ်လမ်းပေဖျားပေအချိန်မောင်းရောင်းပြီးသူ့ဘဝသူ့အခက်ခဲသူဖြစ်ရှင်းနေတဲ့သူတို့ဖြစ်ပြီးစီရိုနာမှာတပီးရောက်တဲ့အချိန်မောင်းလည်းမဟုတ်ပါဘူးကျန်းမာရေးထိကတော့စားသုံးတဲ့သူတွေကချိန်ဆဆားရမှာပါ တံမြာသီးကိုအလုံးနှိုက်တုတ်တာမို့လို့စားပူးခြင်းလို့စားကြည့်ခြင်းလို့ခတွင်းမိန်ခြင်းလို့အချင်းပေါင်းချိုက်လို့ဆိုရင်စားကြည့်လို့ရပါတယ်။နေတိုင်းစားကြည့်စရာမလိုသလိုမတရားစားဖို့လည်းမလိုတာမို့လို့ကိုယ်ကျမ်းမာရေးရေချိန်နဲ့ချိန်ဆစားနိုင်ပါတယ်။ကျမ်းမာရေးနဲ့ညီညွတ်ပါတယ်ဆိုတဲ့လမ်းမေးစစ်တဲ့အချင်းပေါင်းရောက်တာကလည်းမရှိသလောက်ပါ။အခုကြားရသလောက်မန်ဖတီမှာတံမြာသီးတုတ်ဟာတိုင်ချမှုကြောင့်ခဏနားလိုက်ရပါတယ်တဲ့ခင်ဗျာ။ကိုယ်ဝင်တဲ့အမျိုးသမီးတယောက နေ့မှာညမှာစူးစမ်းနေတာကိုဝမ်းသာမိသလိုမုဒိတာဆက်လက်ထားနိုင်ကြရင် အကောင်းဆုံးပါပဲခင်ဗျာသူလည်းသူ့အသိနဲ့သူရောင်းနေပြီးစားသုံးတဲ့သူတွေကလည်းကိုယ့်အသိနဲ့ကိုစားတင်စားမစားတင်မစားချနဲ့ပေါ့ဗျာအခုလိုပဲဝိုင်းဆိုင်ခဲ့ကြတယ်လူအတိုင်းဝိုင်းကြောင်းတဖန်မတ်ဖက်ဒီမာခင်ဗျာအလုတ်ပါခေတ္တရရပြန်ပါလေဒါနဲ့ဖတီမာတံမြာတီတုံစားဘူးလားမင်းရင် မစားဘူးပါဘူးခင်ဗျာဇိုကောင်းဆိုရှယ်အဖွဲထဲကလည်းမဟုတ်ပါဘူးခင်ဗျာ ိုက်တစ်ခါကနေလှုပ်ရှားနေတာကိုအားပေးကြတဲ့သူတွေရှိသလိုမကောင်းပြောနေကြတဲ့သူတွေလည်းရှိလို့တတိထားမိုံပါပဲခင်ဗျာခက်ပြက်ကြီးတယ်သူများတကသူစမ်းသူစားလေးနဲ့နိုင်တယ်လောက်စူးစမ်းနေရင်အားမပေးရင်တော့မထိုးချဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာလီလီဆက်ပရိတ်တကြီးကျဲမချမ်းသာပါစေခင်ဗျာ